မော်ပြည်နယ်ချောင်းဆုံဘလူးကျော်မြို့နယ်ကွယ်ရိတ်ကျေးရွာကအမျိုးသားတအူးကိုရွေးကောက်ပွဲကာကွယ်ရေးဥပဒေတွေနဲ့စစ်နာရှင်ကထောင်ထဲ18နှစ်ချမှတ်လိုက်တယ်လို့သိရပါဗျ။ကွယ်ရိတ်ကျေးရွာနဲ့အသက်65နှစ်အရွယ်ဦးကျော်မြင့်ဟာကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှကတ်ထားတဲ့လော့တော်ကိုစလဲလောင်အမည်စင်ရင်ပါစာရွက်ကိုဆုတ်ပြဲလိုက်တဲ့ဆိုတဲ့ဆော့ဆွဲခြင်းနဲ့နိုဝင်ဘာလ9ရက်နေ့ကဖမ်းဆီးခံခဲ့ရတာပါ။ အဲ့ဒီနောက်ဦးကျော်မြင့်ကိုချောင်းဆုံမျိုးမအေးစခန်းမှာပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲတွေကိုနောက်ရှေ့ဟတ်တာဖြစ်စည်းတာကနေကောက်ွယ်ပေးရဥပဒေပုံမှန်နဲ့အမှုဖက်တရားဆွဲဆိုခဲ့တာဖြစ်ပါတယ်ဆန္ဒရှင်ကဦးကျော်မြင့်ကိုရုတ်ထုတ်ဆက်စီပြီးနိုဝင်ဘာလ16ရက်နေ့မှာမော်လမြိုင်ခရင်တရားရုံးကထောင်နဲ့16နှစ်ချမှတ်လိုက်တာပါ ဆက်အုပ်စုကပြည်သူတွေကိုဖိနှိပ်ကြက်ခိုင်ဖို့ရွေးကောက်ပွဲဥပဒေကိုပြန်နှံ့ခဲ့တာဖြစ်ပြီးအခုလိုကိုစလဲလောင်းစီရင်ဆောက်ရွက်ဆုပ်ဖြဲတာကိုထောင်နယ်၁၈နှစ်ချမှတ်လိုက်တာကပြင်းထန်တဲ့ပြည်တယ်ဖြစ်တဲ့အပြင်ပြည်သူတွေအနေနဲ့ဒီလိုမျိုးမလုပ်ရဲအောင်ခြိမ်းခြောက်လိုက်တာဖြစ်တယ်လို့မော်ပြည်နယ်ထဲကရွေးကောက်ပွဲအခြေအနေကိုလေလာစောင့်ကြည့်နေသူတဦးကပြောပါတယ်စစ်နာရှင်ကရွေးကောက်ပွဲကာကွယ်ရေးဥပဒေကိုပြီးခဲ့တဲ့ဇူလိုင်လ29ရက်နေ့ကပြဋ္ဌာန်းပြီးရွေးကောက်ပွဲကိုနောက်ရှေ့ပြပြအောင်လှုံ့ဆော်တဲ့ဆော့ဆွဲခြင်းနဲ့ပြည်သူတွေကိုစက်တိုက်ဖမ်းဆီးခဲ့တာပါ။ ရွေးကောက်ပွဲပြပြအားလှုပ်ဆော်မှုဆော့ဆွဲခြင်းနဲ့မော်ပြည်နယ်အပအဝေးနိုင်ငံတော်ဝန်မှရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ဖမ်းဆီးအရေးယူခံရသူတရားနီးပါးရှိပါတယ်